တို့အကောင့်လဲဖွင့်ပြီးပြီဘဏ်နဲ့လဲချိန်ပြီးပြီငွေလဲသိပြီးပြီဆိုရင်ညီမတို့ဘယ်လိုဆော့ရမလဲဆိုတာကိုအခုဗီဒီယိုလေးမှာပြပြပေးသွားမှာဖြစ်ပါတယ်ဒီထဲမှာတော့ဂိမ်းကြီးအများကြီးရှိပါတယ်ဒါပေမဲ့ညီမကအမျက်များများရနိုင်မဲ့ဂိမ်းနဲ့မိတ်ဆက်ပေးသွားပါမယ်နော်အခုတလောညီမတို့မြန်မာနိုင်ငံမှာ slot ဂိမ်းတွေငါးပြည့်ဂိမ်းတွေဆော့ကြတာများပါတယ် အဲ့ဒါတွေဆိုပြီးတော့ပတ်စံရတဲ့သူနည်းပြီးအများကြီးပေါက်သွားတဲ့သူတွေလည်းရှိပါတယ်။အဲ့ဒါကြောင့်ညီမလည်း slot game တွေငါးပြစ် game တွေကိုအားမပေးပါဘူးရှင်။ညီမအခုမိတ်ဆက်ပေးမယ့် game ကတော့နိုင်ငံခြားတွေမှာတော့ဒီ game ကိုဆော့ကြပါတယ်။ Color Trading နာမည်နဲ့အခုညီမတို့မြန်မာနိုင်ငံမှာဆော့လို့ရပါပြီနော်။ မြမတို့အချိန်ခဏလေးပေးပြီးတော့လေ့လာပြီးတေချာဆော့မယ်ဆိုရင်ဒီနေ့ကို2300 AC ရှာလို့ရပါတယ်။မြမတို့အတွင်းနဲ့အမောက်ပေါ်မူတည်ပြီးတော့အမြတ်ရှာလို့ရပါတယ်။ဥပမာတသိန်းသွင်းနေဆိုရင်ဒီနေ့ကို2000 AC ရှာလို့ရပါတယ်။ ညီမအစအဆုံးပြပြပေးပါမယ်နော်ညီမအခုပြောနေတဲ့ဂိမ်းလေးကတော့ဒီဝင်ကိုဂိမ်းလေးပဲဖြစ်ပါတယ်ဒီဟာကိုနှိမ့်လိုက်မယ်ဆိုရင်ဒီလိုလေးပေါ်လာပါလိမ့်မယ်ဒီမှာအခုညီမအကောင့်မှာ38000ကျော်ရှိပါတယ်နော်ဒီထဲမှာ30စက္ကန့်ရှိမယ်10မိနစ်ရှိမယ်3မိနစ်ရှိမယ်5မိနစ်ရှိပါမယ် ဒါကပါလဲဆိုရင်30စက္ကန့်ဆိုရင် စက္ကန့်30အတွင်းမှာဒီအကြီးတော့မဟုတ်အသေးနှစ်ခုတည်းကဒီအောက်မှာခြာပေးပါတယ်။အဲ့ဒီလိုပဲဒီထဲမှာအကြီးနဲ့အသေးနှစ်ခုတည်းကတစ်ခုကိုရွေးပြီးတော့ပတ်စံထိုးပေးရမှာဖြစ်ပါတယ်။ဒီအကြီးနဲ့အသေးက formula နဲ့ကြာတာပါနော်။ မသိတဲ့သူတွေကဘာလို့လဲဆိုရင်ပတ်စံတစ်တောင်းတွင်းလိုက်တယ်ပြီးရင်ဝင်းကိုတဲဝင်လာပြီးသူ့စိတ်ထဲမှာအကြီးဆိုအကြီးကိုတထောင်ထိုးလိုက်တယ်ဒါပေမဲ့လာတာကအသေးဆိုတော့ရှုံသွားတယ်ခဏခအသေးလာထားလို့ဆိုပြီးတော့အသေးကို9000ထိုးလိုက်တယ်ဒါပေမဲ့လာတာကအကြီးဆိုတော့ရှုံသွားပြန်ရောအဲ့လိုရမ်းပြီးထိုးရင်တော့ရှုံမှုကများပါတယ်အဲ့ဒါကြောင့်ထင်ရကိုမထိုးကြပါနဲ့တကယ်အမျက်ရှာခြင်းနဲ့ကိုယ်စိတ်ကိုထိနိုင်နေဆိုရင်အချိန်လေးခဏပေးရုံနဲ့တနေ့တနေ့ရတဲ့အမျက်ကသူများလာစာထက်တာနေတာကို တွေ့ရမှာဖြစ်ပါတယ်။အခုလက်တွေ့ညီမဆော့ပြပေးပါမယ်။ညီမက formula နဲ့ဆော့တာပါ။ပြီးတော့လိုက်စာခွဲပြီးတော့ဆော့တာရယ်။ ဖော်မူလာကဘာလဲဆိုရင်အခုအကြီးနဲ့အသေးကအကြီးဆိုရင်အကြီးပဲကြတာမဟုတ်တလို့အသေးဆိုရင်လည်းအသေးပဲကြတာမဟုတ်ပါဘူးအဲ့ဒါကြောင့်ညီမလုပ်ထားတဲ့ဖော်မူလာကိုအောက်မှာတင်ပြထားပါတယ်ပြီးတော့လိုက်စဆိုတာဘာလဲဆိုရင်ညီမတွင်းတဲ့ငွေအမောက်ကို၃စနဲ့လိုက်စ၁၀ချိန်အထိပြင်ပါတယ်၁၀ချိန်အတွင်းမှာတစ်ချိန်မိတာနဲ့အရင်အမြတ်အကုန်ရပါတယ်အဲ့ဒီဖော်မူလာနဲ့လိုက်စကိုအခုသုံးပြပါမယ် ီမှာအခုညမအကောင့်မှာ3800ရှိပါတယ်နော် အခုအသေးတွေအများကြီးကျနေတဲ့အချိန်အသေးကိုပဲထိုးပါမယ်နော်ညမအခုအသေးကိုပဲ1000ထိုးလိုက်မယ်နော်ပြီးရင်ခဏဆောင်ပေးလိုက်ပါโอเคဒီမှာအသေးပဲကျပါတယ်နော်1000နိုင်သွားပါပြီအခုအသေးတွေပဲကျနေတဲ့အတွက်အသေးပဲဆက်ထိုးပါမယ်ရှင် အသေးကိုပဲ1000ထထိုးလိုက်ပါမယ်ပြီးရင်ခဏဆောင်လိုက်ပါโอเคအသေးပဲထက်ကြပါတယ်နော်1000ထနိုင်သွားပါပြီ ခုနှစ်က3800ရှိတာအခု2000ရသွားပါပြီအသေးတွေပဲစတိုက်ကြနေတဲ့အတွက်အသေးကိုပဲဆက်ထိုးပါမယ်နော်တထောင်းထထိုးလိုက်ပါပြီပြီးရင်ခနာဆောင်လိုက်ပါမယ်ဒီတစ်ခါတော့အကြီးကျသွားပါပြီအကြီးကျသွားတဲ့အတွက်ညီမအကြီးကိုပဲသုံးစားပြန်ထိုးပါမယ်3000ဒီမှာကြီးလို့ရပါတယ်နော် မြမ3000ထိုးလိုက်ပါပြီ။ Okay အကြီးပဲကြပါရယ်နော်။ဒီမှာနိုင်သွားပြီးတော့9မိနစ်နဲ့4000အမျက်ရသွားပါပြီနော်။အစပိုင်းတော့ဒီလိုမစော့ကြပါနဲ့။ဗိုက်စာနဲ့စော့ပါ။ဥပမာ100 300 800 2400 8200အဲ့လိုမျိုးနဲ့စော့ပါ။ဗိုက်စာလိုက်ဖို့မရှိရင်တော့ရှုံးနိုင်ပါရယ်နော်။မြမြငွေသွင်းနိုင်တဲ့သူကတော့အများနဲ့လိုက်ပြီးစော့လို့ရပါတယ်။စော်နီးနဲ့ထိုးနီးကိုပြပြပြီးသွားပါပြီနော်။ ။ဒိုက်စာခွန်းနီးနဲ့ဖော်မူလာ၃မျိုးကိုအောက်ကပုံထဲမှာကြည့်လို့ရပါတယ်ရှင်။တကယ်လို့နားမလည်တာတစ်ခုခုဆိုရင်ညီမကိုတိုက်ရိုက်လာမိလို့ရပါတယ်ရှင်။